။လောလောဆယ်ရောက်ရောက်ချင်းမှာတော့ကလေးတယောက်ကို350ပေါ့နော်။ရန်ကုန်တိုင်းဒေသကြီးဆိုးရွားဖွဲ့ကသိန်းစိတ်နဲ့ကျွန်တော်ကသိန်းစိတ်350ပေးလိုက်တယ်။ဒါမဲ့ကျွန်တော်တတ်တတ်ဂုံပြူပွဲလုပ်ပြီးတော့မှဓာတ်နဲ့ထိုက်တန်နဲ့ကျွန်တော်ချင်းမြောက်မှုလုပ်ပေးမှာပါ။ဒီအကစားကိုကစားတဲ့အတွက်ဘဝလုံးကြုံမှုတစ်ခုလည်းရှိစေခြင်းနဲ့ကလေးတွေကိုလည်းဒီပံ့ပိုးမှုကြောင့်မလို့စီးကိန်းအတွက်ဆက်စူးစမ်းစေခြင်းနဲ့အဲ့ဒီအတွက်ကျွန်တော်တို့ချင်းမြွယ်လောက်အောင်မှာပါဟုတ်ကဲ့ဒီကျွန်တော်ဒီလုပ်ကိုလုပ်နေတဲ့နိုင်ငံလုံးလုပ်တာလေအချိန်မမျောဆိုရှုံးတော့လေဒိုင်ဟာကတော်တော်ကြီးပါတယ် ကျွန်တော်တို့အခုလိုနိုင်လိုက်တဲ့ဟာကျွန်တော်တို့တွေတက်ရှုချောင်သွားတယ်ဒါမဲ့ကျွန်တော်တို့ကပိုအလုပ်လုပ်မှပဲရမယ်ကျွန်တော်တို့ဓာတ်နဲ့မြင်းနဲ့ပြိုင်ပွဲကိုပြိုင်နိုင်မှပဲကျွန်တော်တို့နေရာတစ်ခုကိုရောက် အနေနဲ့ကတော့ဒီလောက်ကိုလုံနေတာအောင်မြင်လေးပူသဘောကြတယ်ပေါ့เนาะခလေးတွေအတွက်လည်းတန်ဖို့ရှိတယ်နိုင်ငံတော်လည်းဂုဏ်ရှိတယ်ဒါကျွန်တော်တို့အနေနဲ့ဒီပြိုင်ပွဲမျိုးတွေဝင်ပြီးတော့မှဖိတ်ခေါ်တဲ့တင်ရောစ조사အားထုတ်မှုတွေအဓိကတော့ဘောလုံးပွဲကိုပြည်သက်တွေကြည့်နေရတော့သူတို့ရဲ့조사အားထုတ်မှုကိုကိုယ်အသိမှတ်ပြုတာပါဒါပေမဲ့ကျွန်တော်ဓာတ်ရက်ပို့အလုံအများကြီးလောက်အောင်မယ်ခလေးလည်းဓာတ်ရက်ပို့အများကြီး조사အောင်မယ်ကျွန်တော်တို့လိုချင်တာကတော့ဒီလူသမီးတင်ကိုကဘာဖလောင်းဝင်တဲ့အထိ 2029မှာကျွန်တော်တို့ target ထားတာအဲ့ဒါစူးစမ်းမှာပါကျွန်တော်ဟုတ်ကဲ့ကျွန်တော်ဒီဒီဒီဇင်ဘာလာဆိုရှင်စီကိန်းရှိတယ်ပေါ့လေဒီအောင်မြင်မှုကစီကိန်းမှာရွှေတသိန်းစုရဖို့အတွက်ညွန်ပြန်ချက်ဖြစ်လာတိုင်းမလားလို့ဆရာဟုတ်ကျွန်တော်တို့အနေနဲ့ဒီပြိုင်ပွဲကိုဝင်တဲ့အကောင်းဆုံးပြင်ဆင်စူးစမ်းမှာဖြစ်တယ်လို့ဂျပန်နီးပြားကိုလည်းအဲ့ဒါတော့ရည်ရွယ်ချက်နဲ့ငှားထားတာပေါ့နော်ပြီးတော့လေလူငယ်ကစားသမားတွေအများကြီးပါလာပြီးဖြစ်တဲ့အတွက်ဒါနဲ့ပို့ပြီးတော့ကျွန်တော်တို့လုံးစရာတွေတော့အများကြီးကြံသေးတယ်ဒီအဆင့်အောင်နဲ့တော့ကျွန်တော်တို့ညွန်မန်းလို့မရသေးဘူးအများကြီးလုံးမှာဖြစ်မှာဟုတ်ကဲ့ ဒီအောင်မြင်မှုတွေရလို့ရှိလို့ရှိရင်ပိဿရီကထီထူးရတယ်ဝန်ထမ်းမှုတွေရှိရတဲ့အချိန်မှာလည်းပိဿရီကဝေဖန်ကြတယ်ပြည်ရှိတယ်ပေါ့လေဥက္ကဋ္ဌတယောက်အနေနဲ့ဆိုလို့ချင်းကိုသိအောင်မြင်နေဘလို့ခံစားပြီးကိုသိကြာရှုံးနေဘလို့ပြစ်ခတာကြပြီကျွန်တော်ဒီတော့ကနှစ်ပေါင်းမြောက်သာခံခဲ့ပြီးပါပြီတကယ်တော့ကျွန်တော်အနေနဲ့ကလွန်ခဲ့တဲ့10နှစ်လောက်တည်းကျွန်တော်နားကျင်တာပါဒါပေမဲ့တကယ်ကိုလုံးမယ်လို့ရှိလို့လုတ်ပေးနေတာသို့တော်လည်းဟိုပိဿရီရဲ့ခံစားချက်ကိုနားလေတာဖြစ်တယ်ပိဿကိုပြောသေးချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့အကောင်းဆုံးစူးစမ်းပေးပြီးတော့နိုင်အောင်ခံပြီးတော့ပိဿကိုပြောသေးချင်တာပါ ဒီဝေဖန်မှုနေပတ်သက်လို့ကျွန်တော်ဗာခံစားချက်မှမရှိပါဘူး။ဟိုရှုံးရင်တော့ကျွန်တော်စိတ်မကောင်းတယ်အဲ့ဒီတော့လည်းတောင်းပန်ပါတယ်ဟုတ်ကဲ့။ပေးသတိကိုဗာညာပြောချင်တာရှိတယ်ဒီမှာသင်ပေးသတိအမျိုးသားတော့ဒီတိတော့ပါပေါ့။ဟိုဆက်ပြီးတော့အားပေးပါလို့ပေါ့နော်။အမျိုးသားအနေနဲ့ဒီလိုအောင်မြင်မှုတွေရှိပြီးတော့ထပ်စ조사ဖို့လို့ဆိုလို့အမျိုးသားအသင်းအနေနဲ့လည်းကြွားချက်တွေအများကြီးရှိသေးတယ်။ဘောလုံးကကျွန်တော်တို့ကပြိုင်ပွဲတစ်ခုတည်းမဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့လိအစဉ်နှန်းတွေကျွန်တော်တို့ရဲ့အခြေခံအဆင့်တွေပေါ့နော်။အကြောင်းမှလုပ်တဲ့ဘောလုံးတွေကျွန်တော်တို့ရဲ့နီးပြတွေ၊ကွင်းတွေပဲပေါင်းစုံလို့ပါတယ်။ကျွန်တော်တို့ကဘာမှမရှိတဲ့ကြားထဲကအကောင်းဆုံး조사နေတာဖြစ်တဲ့အတွက် နားလည်ပြီးတော့ဆက်အားပေးပေးပါလို့ကျွန်တော်အနေနဲ့တောင်းပန်ပါတယ်အားလုံးနောက်တစ်ခုကပေါ့ဒီကလေးတွေအတွက်ပေါ့လေဆရာတို့ဒီဂုံမျိုးစုငွေတွေချင်းနေတာတွေရှိခဲ့တာအဲ့ဒါလေးနည်းနည်းလေးအချင်းချင်းတွေပြောပါလောလောဆယ်ရောက်ရောက်ချင်းမှာတော့ကလေးတယောက်ကို350ပေါ့နော်ရန်ကုန်တိုင်းဒေသကြီးဆိုးရဖွဲ့ကသိန်းစိတ်နဲ့ကျွန်တော်ကသိန်းစိတ်350ပေးလိုက်တယ်ဒါမှမဟုတ်ကျွန်တော်တတ်တတ်ဂုံပြူပွဲလုပ်ပြီးတော့မှဓာတ်ရထိုက်တန်နဲ့ကျွန်တော်တို့ချင်းမြောက်မှုလုပ်ပေးမှာပါတရားကစားကိုကစားတဲ့အတွက်ဘဝလုံးကြုံမှုတစ်ခုလည်းရှိစေခြင်းနဲ့ကလေးတွေကိုလည်းဒီပံ့ပိုးမှုကြောင့်မလို့စီကိန်းအတွက်ဆက်စူးစမ်းစေခြင်းနဲ့အဲ့ဒီအတွက်ကျွန်တော်တို့ချင်းမြောက်ဝဲလုပ်အောင်မှာပါ ဟုတ်ကဲ့ကျွန်တော်အနေနဲ့သူဟိုကျွန်တော်တို့ကဟိုသူတို့နဲ့ခင်မင်မှုလည်းရှိသေးတာပါငငယ်လေးတွေကသာသမီတွေနဲ့သူတို့နဲ့ခင်နေပြီးသားចောင်းနေပဲတွေဆိုတော့လေ တော့သူ့ကိုကျွန်တော်တို့ရအောင်ကျွန်တော်တို့ပြန်ခေါ်မယ်ပြီးတော့ចောင်းနဲ့ကျွန်တော်တို့ညှိပေးမယ်အဲကျွန်တော်တို့ចန်နဲ့လိုအပ်တာလည်းပံ့ပိုးပေးပါမယ်အဲတော့အဓိကတော့ဒီကလေးကကျွန်တော်တို့စကွန်းနှစ်လောက်တည်းကလည်းမြန်မာလေးစင်မှာသူကစားခဲ့မှုပါတယ်အဲကြောင့်မလို့ကျွန်တော်တို့အနေနဲ့ဟိုမှာလေ့ကျင့်လာကြတော့ပို့ပြီးတော့တိုးတက်ထူးချွန်လာတာနောက်မြန်မာပြည်မှာရှိတဲ့ကလေးတွေလည်းအများကြီးစူးစမ်းပါတယ်အဲကြောင့်မလို့ကျွန်တော်အနေနဲ့ကတော့မေထက်လူမှမဟုတ်တသိန်းလုံးကစူးစမ်းအားထုတ်တဲ့အတွက်ဒီစုကိုရတာဖြစ်တဲ့အတွက်မေထက်လူကိုလည်းဂုဏ်ပြုပါတယ်တသိန်းလုံးလည်းဂုဏ်ပြုပါတယ်ဟုတ်ပြီကျွန်တော်ဒီလုပ်ကိုလုပ်နေတဲ့နိုင်ငံလုံးလုပ်တာလေဂျင်မာမျိုးဆိုတာရှုံးတော့လေဒိုင်ယာကတော်တော်ကြီးပါတယ် ဒါကျွန်တော်တို့အခုလိုနိုင်လိုက်တဲ့ဟာကျွန်တော်တို့တွေတက်ရှူချောင်သွားတယ်ဒါမှလည်းကျွန်တော်တို့ကပို့အလုံးလုံးမှာပဲရမယ်ကျွန်တော်တို့ဓာတ်နဲ့မြင်းနဲ့ပြိုင်ပွဲကိုပြိုင်နိုင်မှပဲကျွန်တော်တို့နေရာတစ်ခုကိုရောက်ကျွန်တော်တို့ဘောလုံးက18နှစ်လောက်တည်းကဘာဖလားရှိတယ်အသက်20ကဘာဖလားရှိတယ်နောက်အိုလံပစ်ပြိုင်ပွဲရှိတယ်နောက်လေးစင်ပြိုင်ပွဲရှိတယ်အဲ့တော့ကျွန်တော်တို့ကဒီအတန်းလိုက်အတန်းလိုက်တွေကိုပြုစုမသွားဘူးဆိုကျွန်တော်တို့ဘလို့မှမဖြစ်နိုင်ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့လေးစင်သင်းဖို့ပါဘူးကျွန်တော်တို့ဒီအငွေရစပြီးကျွန်တော်တို့ပြုစုနိုင်မှပဲဖြစ်မှာဒလောစင်အနေထားကိုဒီ region မှာတော့ကျွန်တော်တို့ကတော်တော်နေနေတယ် ကျွန်တော်အများကြီးလုံမရမှာ။ဟုတ်။အမပြောပဲနဲ့ဆရာပြောချင်တာမျိုးရှိတယ်။ဘာများပြောချင်တာမျိုးရှိတယ်။ကျွန်တော်အနေနဲ့ကတော့ဟိုမြန်မာပြည်ကဘုံလုံးချစ်တဲ့ပြည်သားတွေအားလုံးကျေးဇူးတင်ပါတယ်။ဘလို့ချင်နေပဲဖြစ်ဖြစ်အားပေးတာပေါ့နော်။ရှုံးလို့ပြောတာတော့ဒါကတော့ဘုံလုံးရဲ့သဘောပါပဲ။နိုင်ရင်တော့အားလုံးပြောကြရတာပေါ့။ကျွန်တော်အနေနဲ့ပြည်သားတွေပြောဖို့အတွက်ကလေးတွေစူးစမ်းဖို့တိုက်တွန်းပါမယ်။ဟုတ်ကဲ့ပါဆရာ။ဟုတ်ပါကဲ့။